အမှန်တမ်းပြောတော့ဒီ group မှာကျွန်တော်တို့အာရေးစေးပွဲအောင်ညင်တယ်ပေါ့နော်ရေးစေးပွဲအောင်ညင်တယ်အဲ့ဒီအတွက်ဒီပွဲကလည်းကျွန်တော်တော်တော်အရင်အရေးပါတယ်အရေးကြီးတယ်ပြီးတော့ကျွန်တော်တို့အနိုင်ကျွန်တော်အနိုင်ရခြင်းတယ်ပြီးတော့နောက်လာတယ်မှာလည်းကျွန်တော်ရေမွင်းနေရှိရပေါ့နော်မွင်းနေရှိတော့အဲ့လိုမျိုးလေးအနိုင်ရခြင်းတယ်ပေါ့ဒါကတော့ဟိုကျွန်တော် group ထဲမှာဆိုတော့အရင် strong ဖြစ်တဲ့အသင်းလို့ series ကတော့တော်တော် strong ဖြစ်တယ်အဲ့အသင်းနဲ့ကျွန်တော်တို့ပို့ပြီးတော့ ဲ့ဒီနဲ့ကန်တဲ့ပွဲကြရင်တော့ပုံမှန်ပွဲရထက်ကိုကျွန်တော်တို့အများကြီးပိုအားထဲမှာရမှာပေါ့နော်ပုံမှန်လောက်နဲ့တော့ကျွန်တော်တို့ကစီးရီးယားကိုကျွန်တော်တို့ရှင်ကစားဖို့တောင်မဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့တပွဲတို့ပုံစံနဲ့ညှစ်ပြီးတော့ကစားမှရမှာအာကျွန်တော်ကတော့အပွင့်လင်းဆုံးပြောရင်အဲ့လိုမျိုးဒီပွဲကိုငါ၉ရောင်းသွင်းမယ်ဆိုတဲ့ပုံစံတော့ဟိုအဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့ကွင်းထဲမှာငါရလာတဲ့အခွင့်အရေးကိုဘလို့အသုံးချမလဲဆိုတဲ့အတွေ့တော့အများနဲ့တွေးပြတယ်ပေါ့နော်အဲအဲ့တော့ဟိုစောင့်ကြည့်ရမှာပေါ့နော်အဲ့နေကြတော့ဘာပြီးတော့ ိုတွေးတယ်လို့ဘောလုံးကမဖြစ်နိုင်ဘူး။တွေးတာတော့တွေးလို့ရတယ်မဲ့ကိုတွေးတယ်လို့မဖြစ်နိုင်ဘူးဆိုတဲ့အချိန်ကျတော့ကိုကအဲ့လိုမျိုးကွင်းထဲမှာဖြစ်ပေါ်လာတဲ့အချင်းတွေဘယ်လိုအသုံးချမလဲအဲ့လိုမျိုးလေးရော။ဟိုဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်စိုးသည့်ဖြစ်စီကောင်းသည့်ဖြစ်စီကျွန်တော်အများအားပေးထောက်ခံကြတယ်ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။အာပြီးတော့အခုလာမဲ့၁၀ရက်နေကြမှာနော်ကျွန်တော်၁၀ရက်နေကြတယ်ကျွန်တော်တို့ကွင်းထဲလိလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတော့ပြီးတော့ကျွန်တော်တို့တွေအတူတူအနိုင်ယူကြမယ်ပေါ့နော်။ ဟုတ်ကျွန်တော်မင်းညာမှာပြန်ရောက်လဲဟိုဒီနေ့ training စဆင်းပါတယ်ဗျာ national team နဲ့ဟုတ်ဟုတ်အခုလာမဲ့ပါကစ္စတန်ဒုတိယပွဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အိမ်ဝင်းမှာကစားရမယ်အဲအခက်အခဲတစ်ခုတွေ့ပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအိမ်ဝင်းမှာ break တဲ့အပြည့်နဲ့လာပေးဖို့ဖိတ်ခေါ်တယ်ပြီးရင်ကျွန်တော်အနိုင်ရရှိအောင်ဆွဆောင်မယ်ဒီကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်ကတော့ဒါပထမအဆုံး training join တာပေါ့နော်ဒီနေ့ join တဲ့ training ပေါ်မှာကျွန်တော်အားအကျဉ်းနဲ့ရှိပါတယ်ခင်ဗျာလာမယ့်၁၀ရက်နေ့မှာကျွန်တော်တို့ဒီပါကစ္စတန်နဲ့တူနာကွင်းနဲ့ဒီပြိုင်တဲ့ကိုလာအပေးဖို့ဖိတ်ခေါ်ရှင်ပါတယ်ခင်ဗျာအဲအခုကျွန်တော်တို့ finishing ဘိုင်းတွေပို့ပြီးတော့လုပ်နေတယ်ပြီးတော့ဆံမျိုးလန်ဝင်ရဲ့ချက်မှတ်မှုတွေလည်းကောင်းနေတယ်ကျွန်တော်အကောင်းဆုံး ပြည့်စင်နေပါပြီဗျာဟုတ်အာတပွဲတဲ့တပွဲတဲ့တော့ကျွန်တော်စူးစိမှုပိုကောင်းလာပြီဗျာကစားမရေး combination တွေမိလာတယ်နားလည်မှုတွေပိုရှိလာပြီဗျာဟုတ်အာကျွန်တော်တို့ video analyze တွေကြည့်ထားတယ်သူတို့ရဲ့ကစားပုံကစားပုံ formation တွေကြည့်ထားတယ်ဘယ်လိုတိုက်စစ်ဖို့သွားရမလဲသွားတယ်ကြည့်ထားတယ်ဗျာဟုတ်6မရရတဲ့ကျွန်တော်တို့အများကြီးတော့ထောက်ကိုပြစ်တယ်ဗျာဟိုခြေတွဲအောင်မှုတွေအရင်ရေးကြည့်ပါတယ်ဒီပွဲကဟုတ်အာပါကစ္စတန်ရဲ့ပွဲမှာပြည်သက်တွေ queen တို့လာရအားပေးဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့မြန်မာတင်းကိုလည်းအားပေးဖို့ ပြောချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ဗောနကျွန်တော်တို့ National Day Training Scene နေဟိုဟာလေးဗောနဟိုအခြေအနေလေးဗောဒီနေ့မှလည်းလူဟိုစုံတလောက်ဖြစ်သွားပြီဗောနအဲ့ဒီအတွက်ကျွန်တော်တို့ဒီပါကစ္စတန်နဲ့ပွဲအတွက်ကိုကျွန်တော်တို့အကောင်းဆုံးတည်ကြည့်နေကြတယ်ဟုတ်ကဲ့အဲဟုတ်ကဲ့ကျွန်တော်တို့ဟိုဒီအုပ်စုရဲ့ပထမအုပ်စုပွဲမှာလည်းဗောအနိုင်ရအနိုင်ရရှိထားတဲ့အတွက်အဲဒီပွဲမှာလည်းဒီပါကစ္စတန်နဲ့ပွဲမှာလည်းဗောနအခုအိမ်ခွေလည်းဖြစ်တယ်ဟိုအဲ့ရအနိုင်ရလက်ကိုလည်းဟိုဆက်လက်ပြီးတော့ပေါ်ဆောင်သွားဖို့ကျွန်တော်တို့ဟိုအစွမ်းကုန်ကြိုးစားနေပါတယ်ပလေယာတွေလည်းဟုတ် အဓိကပေါ့နော်ဒီဘွဲကတော့ဒီအရှေ့ဘွဲမှာလည်းနိုင်ထားတယ်အဲဒီဘွဲမှာလည်းဆက်နိုင်သွားပြီဆိုရင်ဘာဖြစ်ကျွန်တော်တို့အုပ်စုကနေပြီးတော့ဒီနောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့ဟိုအလားလားအရန်ကောင်းသွားပြီပေါ့နော်အဲအဲ့အတွက်ကျွန်တော်တို့ဒီနေ့ဒီညီပြတွေရောအကုန်လုံးပေါ့နော်ဟိုအုပ်ချုပ်သူတွေရောပလေယာတွေရောအကုန်လုံးအစွမ်းကိုဒါဟိုဟို focus ထားပါတယ်အောက် site ထားပါတယ်ဟုတ်ဟုတ်ကဲ့အဲဒီဟိုပါကစ္စတန်ရဲ့ဘွဲမှာအဲကျွန်တော်အနိုင်ရလဲရရှိအောင်ကျွန်တော်အစွမ်းကိုဆက်ပြီးတော့ကြိုးစားပါမယ်ပေးသက်တဲ့အနေနဲ့လဲတွင်နေတဲ့အရောက်လာပြီးတော့အားပေးဖိတ်ခေါ်ကြပါလေဗျဟုတ် ပါကစ္စတန်နဲ့ကျွန်တော်တို့ကပေါ့နော်အကောင်းဆုံးပြင်ဆင်နေရပါကစ္စတန်အတင်းကလည်းအကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဟိုပါပေါ့အနိုင်ရလဲအနေနဲ့ကစားသွားမှဖြစ်တဲ့အတွက်အဲအကောင်းဆုံးပြင်ဆင်ထားရပေါ့နော်ကျွန်တော်တို့နေရောညရောပေါ့နီးပြတွေရောပေါ့ဟုတ် အာပြီးခဲ့တဲ့အာကန်နဲ့ပွဲတဲ့ကအာအာနေချအတာချက်ကိုနီးပြတယောက်ချင်းစီကိုခေါ်ပြီးတော့အကောင်းဆုံးပြောပြတယ်ပေါ့နော်အဲအဲ့အတွက်လည်းအမားပါကစ္စတန်နဲ့ပွဲမှာအမားနည်းနေတရာနည်းအောင်ပေါ့နော်ကျွန်တော်အကောင်းဆုံးပြင်ဆင်ပြီးကစားမှာပါဗျပါကစ္စတန်ကအခုကျွန်တော်တို့ရဲ့အဖီဘာရိတ်နည်းရနေတော့နေနေဒါပေမဲ့ အရင်ရောခြေသွမ်းတော့ကွာဟနေရောမျိုးမဟုတ်ဘူးဗျ။အာသူတို့လည်းအတင်းကောင်းတတင်းပါပဲ။ကျွန်တော်တို့တေချာကစားမှာပါ။ကျွန်တော်ဒီဝဲနိုင်မယ်ဆိုရင်ကျွန်တော်အုပ်စုမှာရမယ်6မဲ့ဖြစ်သွားမယ်။ကျွန်တော်တို့အခွင့်အရေးကောင်းတဲ့အများကြီးဖြစ်သွားမယ်။အခြားခြေစစ်ပွဲအုပ်စုတက်ဖို့အတွက်ဆိုရင်တော့ဒီပွဲတော့မဖြစ်မနိုင်မှရမယ်ဗျ။ဟုတ်ကဲ့။ဟုတ်ပြည်သက်တွေကျွန်တော်ပါကစ္စတန်နဲ့ကံမဲ့ပွဲမှာလာရောက်အားပေးကြပါဦးလို့ပြောချင်ပါတယ်။